အေယာမဆောက်ဆန်းကောင်ကြီးတွေထဲမှာအဖွဲသားတွေကိုရအောင်ရှာမယ်ဆိုတာကြောင့်ဘိုနက်စ်ကမေးစီစဉ်ဖြစ်နိုင်မယ်လို့ထင်နေရလားလို့အန်ဂျင်ကိုထားမေးလိုက်ပါတယ်အန်ဂျင်ကအဲ့လောက်မခက်ပါဘူးဗျာလို့ပြန်ပြောပြီးတော့အားစားလိုက်ရပြီလို့ပြောတာကြောင့်ခုံအောင်သုံးပြီးတော့ရှာမယ်ဆိုတာအိဗေမှမရှိတာလို့ဘိုနက်စ်ကပြန်ပြောလိုက်ပါတယ်အဲ့ခါအန်ဂျင်ကဟာကျွန်တော်ပြောပြီးပဲလို့ပြန်ပြောလိုက်ပြီးရုတ်တရက်အောက်ကိုခုံချဖြစ်လိုက်ပါတယ်အောက်ကိုရောက်တာနဲ့အန်ဂျင်ကတက်ရှိကရိယန်ရှင်းသမားတွေမှာအဖွဲသားတွေရဲ့ဒီနေရာကိုအချင်းချင်းသိနိုင်စွမ်းနေရှိနေကြတာလားလို့ဘိုနက်စ်ကမေးတဲ့အခါဘရိုကဘယ်ရလာပြောင်းလေးထောင်ပြလိုက်ပါတယ် ။နောက်ပြီးတော့ Geta Fantasia ကိုကဲတော့ကျုပ်ကတက်သစ္စာရေဒါလေးပါလို့ပြောရင်းနဲ့ရောက်ချလာခဲ့ပါလေ။ငါ့ရဲ့အစွမ်းကိုခုနကမပြခဲ့မိ။အခု share ပြပေးမယ်လို့ပြောလိုက်ပြီးတော့ Angel နဲ့ Rio ကလူခွဲပြီးတော့တိုက်ခိုက်ဖို့လုပ်တဲ့အခါအမေလူခွဲတယ်ဟုတ်လား။ငါလည်းလက်နှစ်ဖက်ခွဲပြီးတော့တိုက်ခိုက်မှာပေါ့လို့ပြန်ပြောလိုက်ပါလေ။ Bro နဲ့ Dia တို့ကလည်းဝင်ပြီးတော့ဂျုံတဲ့အခါလေးယောက်ခွဲတိုက်ရင်ငါလည်းပြီးတစ်ဖက်က Rio တော့အသက်40မှာပေါ်လာတဲ့စတမမြောက်လက်တွေနဲ့ဂျုံနေခဲ့ပါလေ။ bro ကတော့ session နေပါတဲ့လက်ကြီးလိုက်လာအောင်ထွက်ပြေးနေခဲ့ရပါလေ bro ကဒီဘက်ကတယောက်ထဲနဲ့ငါးအောင်လုံးဂျုံနေရပါပဲ ဒီဟိုတက်သစ္စာဖိုင်တာတဲ့လားတက်သစ္စာဝိုင်းဖိုင်တာကြီးဟာလို့ပြောနေခဲ့ပါလေဖန်တီစီယာသာရှိနေဒီဘက်ခဏနဲ့ရှင်းသွားမှာလို့ဘရိုကပြောနေပြီးတော့ဖန်တီစီယာတော့ဘောကပြုတ်ကျပြီးတော့ခေါင်းထိသွားတော့မှောက်နေခဲ့ပါလေဘရိုကဒီဟာလက်တွေကိုသွားတာပြေးလိုက်တာကြောင့်သူပဲဓိခံလိုက်ရပါလေဒီဟာလည်းနိုင်တော့တော့ပြန်ချနေခဲ့မယ်ကလေးတယောက်နဲ့တရေ9ရောက်ဝိုင်းထိုးသူဖြစ်နေခဲ့တာကြောင့်မျက်ခွဲကြီးနီဆုပ်ပြီးတော့မှောက်သွားခဲ့ရပါလေကိုတီဘိုလုံးနေခဲ့ပါလေအချင်းသူ့ဘောကနေစိတ်ဟုတ်လက်ချောင်းလေးချောင်းထွက်ချလာခဲ့ပြီးဘာတော့ဟာလို့ကြောင်သွားချိန်မှာဘုံလက်ချောင်းကထပြီးတော့ပေါက်ကွဲသွားခဲ့ပါလေ နောက်တော့ဘွန်ဒက်စ်ကမေးမေးလေးသခိုးချင်းသခိုးချင်းကြံနေဟလားလို့ပြောနေတဲ့ရောက်ချောင်းကိုဘွန်ဒက်စ်ကလက်ငါးဘက်လုံးနဲ့တားပြီးပဲမရတော့ပဲရူတိုကနောက်ချက်ပြလိုက်တဲ့အခါမှတော့ပေါက်ကွဲမှုအကြီးစားတစ်ခုနဲ့တူဘွန်ဒက်စ်ရဲ့တန်ဖိုးထားတဲ့လက်တွေလည်းတစားစီဖြစ်သွားခဲ့ရပါတော့လေရူတိုတောင်ဆွမ်းအများကြီးသုံးလိုက်တဲ့အကျိုးဆက်အနေနဲ့သွေးတွေအန်နေခဲ့ရပါလေဘွန်ဒက်စ်ကငါရဲ့တန်ဖိုးထားတဲ့လက်လေးတွေသွားပြီးပြန်ပြင်လို့ရရဆိုမဲ့ငါ့ကိုနေပြီးရူတိုလည်းစိတ်မကောင်းဖြစ်သွားခဲ့ရပါလေဇိုရီကဒေါ်ရီဘွန်ဒက်စ်မင်းရဲ့လောကနဲ့အားလုံးပြခင်ဗျားတို့ကပြေးကြတော့မလားလို့မေးတဲ့အခါ ဟမ်ပြီးတာမဟုတ်ပါဘူးငါစီစဉ်တိုင်းလုပ်နေတာငါဟောင်းနေမဲ့စာမရီယူဖြက်စီးပြခဲ့တဲ့တင်တာအခုငါတပည့်နဲ့တိုက်ခိုက်ကြတော့လို့ပြောနေတယ်ထွက်သွားခဲ့ပါတော့တယ်